အခု line ပေါ်မှာတွေ့နေရတာပေါ့နော်ဟိုတကြီးစောင်းလျှောက်ရေးနဲ့ပတ်သက်ပြီးတော့ဘဝစောင်းလျှောက်ရေးနဲ့ပတ်သက်ပြီးတော့ဒါအတန်းနေစာမေးခွန်းရဲ့အတွက်ကိုအတန်းနေဖွင့်နေကြတဲ့လူတွေရှိတယ်ဒီဘဝစောင်းလျှောက်ရေးအတွက်ကိုတင်နေကြတဲ့လူတွေရှိတယ်ဒါပေမဲ့လို့လေးနေလေးမြင်းနေတိလာ line ပေါ်မှာလေးခိုးရခါခဲမှာဘာလို့မလောက်ကြတာလဲခိုးရခါခဲဆိုတာကလေဥမာ ဒီအဖိုးဖွားကိုမထိခင်မတို့ခင်မှာထိမယ်နော်ကြိုက်မယ်နော်ဆိုတာမျိုးရွှေ့မယ်နော်ဆိုတာမျိုးဘာလို့မပြောကြရအောင်ဟမ်မသိကြဘူးလားဟမ်အဲ့လိုမျိုးမပြောရင်စာမေးပွဲဖြစ်ရင်အမှတ်တမှတ်မမရဘူးဆိုတော့မသိကြဘူးလားလုံးဝမပြောတာဒီတိုင်းဒီတိုင်းဆွဲတာဒီတိုင်းထတာဒီတိုင်းတွဲတာအဲ့ဒီဟာကလေစာမေးပွဲဖြစ်ရင်တမှတ်မမရဘူးနော်ဒုံးလို့တန်းကြမှာနော် မေတို့ကို training မှာမေတို့စာမျိုးဝဲနှစ်ခါဖြေရတယ်စာတွေ့ရောလက်တွေ့ရောနှစ်ခါဖြေရတယ်အဲ့ဒီအချိန်မှာအဓိကအနေနဲ့သူတို့ကြည့်ရတာအဖိုးအဖွားကိုတလေးတစားနဲ့ဆက်ဆံလားအတန်ပေးပြီးမှလုပ်လားဆိုတာကိုအဓိကအနေနဲ့ကြည့်ရခွဲခါခဲမလုပ်ဘူးအဖိုးအဖွားကိုလုံးဝအဖိုးအဖွားနာမည်ခေါ်ပြီးတော့အတန်မပေးဘူးဆိုတာနဲ့ဘာမှကိုမပြောဘဲနဲ့တန်းပြီးတော့ဒီလိုထိရတန်းကင်နေတန်းတို့ရဆိုတာနဲ့ မလေးစားဘဲနဲ့ခိုင်းပေါ်လာလုံနေပါလေဆိုပြီးတော့တန်းကြမှာအဲ့ဆာမူဝဲကလုံးဝမအောင်ဒါမေရိုးကိုဆာမူဝဲလာစစ်တဲ့ဂျပန်စီကနေကိုကြားတာအဲ့လိုမျိုးကိုယ်ရဲ့ခါခဲမလုံလို့ဆိုပြီးတော့ဆာမူဝဲကိုကြကန်နီနီကိုကတ်အောင်တဲ့လူတွေလူတွေလည်းရှိသလိုမျိုး training ထဲမှာနော်ဆာမူဝဲကိုကြကန်နီနီကိုကတ်အောင်တဲ့လူတွေလည်းရှိသလိုမျိုးသူတို့အနေနဲ့ ကြနေတဲ့သူကိုစွဲတင်လိုက်ရတာလည်းရှိတယ်။တချို့တွေကလက်ပြောမယ် training မှာကျွန်တော်ကတော့ جماعه ကတော့ဒါအဖိုးဖွားတွေကိုအတန်မပေးခဲ့ဘူး။လူမျိုးပဲ၊ကိုင်းတာပဲ၊ထိတာပဲ၊တို့တာပဲ။ဒါပေမဲ့ကျွန်တော်ဆာမိုးရဲ့အောင်ခဲ့တယ်။ဟုတ်တယ်။ကို့အမှတ်ကိုပြန်ယူကြည့်ကြည့်။ကတ်အောင်ထားလား။ကြနေတာကိုစွဲတင်ထားတဲ့အမှတ်လားဆိုတော့ပြန်ယူကြည့်ကြည့်။အဲ့လိုလူတွေအများကြီးရှိရယ်နော်။နှစ်ကြိမ်လုံးလက်စစ်တယ်ဂျပန်နေစီးကနေကိုမေးလို့ကြားတာ။ ကြနေတဲ့လူတွေအများကြီးရှိတယ်သူတို့တွန်းတင်ပေးထားတဲ့လူတွေအများကြီးရှိတယ်ကိုကိုကိုအမှတ်ကောင်းနေဆိုပြီးထိုင်ကျွားနေတာမဟုတ်ဘူးဒီလုပ်ငန်းကိုကျွမ်းကျင်လားမကျွမ်းကျင်လားဆိုတဲ့အပေါ်မှာလည်းမူတည်သေးတယ်သင်မဲ့လူတွေအနေနဲ့ကလည်းဒါသင်တန်းတွေခိုးလျှောက်တက်ဒီလျှောက်တက်လျှောက်တက်နေစရာမလိုဘဲနဲ့ဒါ YouTube မှာလေ့လာလို့ရတဲ့ဗီဒီယိုတွေအများကြီးရှိတယ်ဂျပန်နေကိုယ်ကသင်ပေးထားတဲ့ဗီဒီယိုတွေအများကြီးရှိတယ်ပြီးတော့နောက်ထပ်တချို့ဂျပန်နေတင်နေဆိုပြီးအရင်အထင်ကြီးနေတဲ့လူတွေရှိတယ်။အဲ့ဒီဂျပန်ကရောခိုင်ကုန်နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိလားဆိုတာကအရင်အရေးကြီးရယ်နော်။ တချို့ဂျပန်နေထဲမှာလည်းခိုင်ဘော်အတွေ့အကြုံမရှိဘဲနဲ့အာဂျပန်နေတင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ခိုင်ဘော်ဝင်တင်နေတဲ့ဂျပန်နေလည်းရှိရဲ့နော်ဂျပန်စာတင်တယ်ဆိုရင်တော့ဂျပန်နေအနေနဲ့ထားလိုက်တော့မိအနေနဲ့မပြောလို့အာဂျပန်ဆိုတဲ့အတွက်ကိုဂျပန်စာကတော့တော်မှာပဲဒါโอเคဒါပေမဲ့လို့လုပ်ငန်းဆိုတာကအတွေ့အကြုံပိုင်းဆိုင်ရာပုံမှာလည်းအများကြီးမူတည်တယ်